မင်္ဂလာပါရှင်ဇွန်လ2ရက်တနင်္လာနေ့ရက်တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နျူကလ িয়ার သဘောတူညီချက်အတွက်အဆိုပြုချက် အမေရိကန်ကအီရန်ကိုပေးပို့တဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နဲ့အီရန်တို့ကြားနျူကလ িয়ার သဘောတူညီချက်အတွက်အဆိုပြုချက်တရက်ကိုအီရန်စီပေးပို့ခဲ့တယ်လို့အင်ဖြူတော်ကအတည်ပြုထုတ်ပြန်ပါတယ်။ဒီအဆိုပြုချက်ကို အိုမန်နိုင်ငံသားရေးဝင်ကြီးအီရန်ကိုခေတ္တလာရောက်စဉ်ပေးရခဲ့လာလို့အီရန်နိုင်ငံသားရေးဝင်ကြီးအဖအာရာချီကပြောပါရယ်အီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လို့ရည်အတွက်တန့်စင်ပြီးယူရေနီယံထုတ်လို့မှုကိုအချိန်မြင့်လှုပ်ဆောင်နေတယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကလည်းပြောပါရယ်အမေရိကန်ကတော့အီရန်အနေနဲ့သဘောတူညီချက်တည်းရဲ့ရယူခြင်းမရှိရင်စီရေးအရအေးအေးယူနိုင်တယ်လို့ဒေါ်နယ်ထရန့်ကသတိပေးထားတယ်လို့လည်းသိရှိရပါရှင့် ဆလတ်တင်ဆက်မဲ့တဲ့င်းကတော့မဟာဗျူဟာပုံကျဲလေရင်တွေထရှိတဲ့အခြေဆိုင်စခန်းတိုက်ခိုက်ခံရကြောင်းရုရှားတည်ပြုတဲ့တဲ့င်းဖြစ်ပါတယ်ဆုံးလာတရမော်စကိုစံတော်ချင်းမွန်တဲ၁၂နာရီခွဲခန်းမှာမဟာဗျူဟာဘုံကျဲလေရင်တွေ အခြေဆိုင်တဲ့ latest scan ဒရုန်းတွေနဲ့တိုက်ခိုက်ခံရကြောင်းရုရှားလေတပ်လူမှုကွန်ရက်တွေမှာအတည်ပြုဖော်ပြကြောင်းသိရပါဗျ ယူကရိန်းဒရုန်းတွေဟာအဝေးကပြန်တန်းလာတာမဟုတ်ပဲလေကြောင်းရံကာကွယ်ရေးစနစ်တွေထောက်လန့်လို့မရတဲ့လေဆိပ်နဲ့အနေဆုံးနေရာကနေပြန်တန်းတိုက်ခိုက်ခဲ့တာလို့ယူဆရကြောင်းလဲရုရှားလေတဲလူမှုကွန်ရက်တရင်ကဆိုပါတယ် လေရင်တွေကိုအရေးပေါ်ပြောင်းရွှေ့ခြင်းလည်းမရကြတဲ့အတွက်လောလောဆယ်ထွက်ပေါ်လာတဲ့ဗီဒီယိုတွေအရာအ ਨੇ စုံမဟာဗျူဟာပုံစံလေရင်နှစ်စင်းပြည့်စည်ဆုံးရှုံးကြရသလိုတိုက်ခိုက်မှုတွေဟာပြီးဆုံးပြီလို့ယူဆလို့မရကြောင်းရုရှားလေတပ်လူမှုကွန်ရက်သတင်းကဖော်ပြထားကြောင်းလည်းသိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့အင်ဒိုနီးရှားတွင်မြေပြိုရေးတည်ဆုံးသူ18ဦးအထိရှိလာတဲ့သတင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗာပြည်နယ်တွင်မြေပြိုရေးတည်ဆုံးသူ18ဦးအထိရှိလာပြီး10ဦးပျောက်ဆုံးနေသည့်ကြောင်းတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ ဒီနေ့မှာရုပ်လောင်း၃လောင်းကိုကေဆေးသမားတွေရှာဖွေတွေ့ရှိခဲ့ပြီးတော့နောက်ထပ်၈ဦးကိုလည်းဆက်ရှာသွားမှာပါလို့ပြည်내ရှာဖွေရေးနှင့်ကေဆေးရေးဌာနအကြီးအကဲကပြောကြားခဲ့ကြောင်းလည်းသိရပါဗျ။ဒေတာရင်းရှာဖွေရေးနှင့်ကေဆေးရေးရုံရဲ့သတင်းထုတ်ပြန်မှုအရကေဆေးရေးသမားအရေးအတွက်အားတောက်ကြနေက၁၀ဦးသာရှိခဲ့ရမှာစနေနေ့တွင်၂၈ဦးတိရှိလာကြောင်းလည်းတာဝန်ရှိသူအရာရှိတို့ကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မီဇိုရန်ပြည်နယ်မှာမြေပြိုကျလို့မြန်မာစစ်ဘေးရှောင်သုံးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကျန်ဖိုင်း KI ဖက်ဖီကျေးရွာမှာမေလ31ရက်မနက်၄နာရီဝန်းကျင်ကမိုးတေထန်ပြီးမြေပြိုကျမှုတွေဖြစ်ပွားခဲ့တာကြောင့်လူ၃ယောက်သေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။သေဆုံးသူတွေဟာမြန်မာနိုင်ငံကလေးမြို့နယ်ဒေသကနေတွားရောက်ခိုးလုံနေတဲ့မြန်မာစစ်ဘေးရှောင်တွေဖြစ်တယ်လို့သိရပါဗျ။ ြေပြိုကျတဲ့နေရာမှာတည်ဆုံသွားတဲ့သူတွေကတော့ဖူလာတနီကီ82နှစ်လာနီထရမီ48နှစ်နဲ့ဖီလာရနီကီအသက်34နှစ်ကိုဝင်ဆောင်မိခင်တို့ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီသေဆုံးသူလူ၃ဦးရဲ့ရုပ်လောင်းတွေကိုတော့ဇွန်လတရက်နေကင်းပိုင်းကဗဟီကျေးရွာတုတ်တမ်းမှာမေးမြုပ်ပြီးစီးပြီးဖြစ်တယ်လို့သိရပါရဲ့ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ BFG က အင်တာမီလီယံကို၅ခုပြည့်နှစ်နိုင်ပြီးချန်ပီယံလိဖလားစကူတဲ့တင်ဖြစ်ပါတယ်။ချန်ပီယံလိဘောလုံးပြိုင်ပွဲဘောလုံးပွဲမှာတော့ပြင်သစ်အသင်း BFG ကအင်တာမီလီယံအသင်းကို၅ခု0နဲ့အနိုင်ရပြီးဖလားဆုရှင်ဖြစ်လာကြောင်းသိရပါတယ်။ ကမ္ဘာပေါ်လုံးအကျော်မော်ရီဖြစ်ကြတဲ့နေမာနဲ့မက်ဆီတို့ပြင် MRB ပါ PFG ကနေထွက်ခဲ့ကြပြီးတဲ့နောက်နီးပြလူးဝစ်အန်ရီကေလက်ထက်မှာလူငယ်ကစားသမားတွေနဲ့ပြန်လည်ဖွဲ့စည်းလိုက်တာဟာ PFG အတွက်အခုလိုချန်ပီယံဖြစ်လာဖို့လမ်းပွင့်ခဲ့တာလို့သုံးသပ်ကြကြောင်းလည်းသိရှိရပါတယ်ရှင်။